ကဘာအကြီးဆုံးတတဝါများ၏လှုပ်ဝှက်ချက်များကဘာပေါ်တွင်ရှေးခေတ်နှင့်ယခုခေတ်ကာလများက ကြီးမားသောတတဝါများစွာ ရှိခဲ့ပါသည်။ဤဇလန်းတွင် ကျွန်ုပ်တို့သည်ထိုတတဝါများ၏တမိုင်းကြောင်ထူးခြားသောလက္ခဏာများနှင့်သူတို့၏ဘဝဖြစ်စဉ်များကို လေ့လာသွားမည်ဖြစ်ပါသည်။ဤခီးစဉ်တွင်ကျွန်ုပ်တို့သည်ရှေးခေတ်ကဒိုင်နိုဆောများမှစတင်ပြီးယခုခေတ်ကဝေလငါးကြီးများအထိကဘာအကြီးဆုံးတတဝါများကိုလေ့လာသွားမည်ဖြစ်သည်။ အပိုင်းဒိတ်ဂျိုင်ယာနိုဆောရဲ့ပထမဆုံးအနေဖြင့်ကျွန်တို့သည်ရှေးခေတ်ကကမ္ဘာအကြီးဆုံးသတ္တဝါများထဲမှတကောင်ဖြစ်သောဂျိုင်ယာနိုဆောရဲ့ကိုလေ့လာကြမည်ဂျိုင်ယာနိုဆောရဲ့သည်လွန်ခဲ့သောနှစ်ပေါင်း150တန်းခန့်ကရှင်သန်ခဲ့ပြီး သူ၏အရှိသည်40မီတာအထိရှိပါသည်ဤသတ္တဝါကြီးသည်တစ်ပင်များကို စားသုံးသည့်သတ္တဝါဖြစ်ပြီးသူ၏လေပင်ရှည်ကြီးဖြင့်မြင့်မားသောတကိုင်းများကို ရောက်ရှိနိုင်ပါသည် ဂျိုင်းယာနိုဆောရက်သည်သူ၏အရွယ်စားကြီးမောင်းမှုကြောင့်ပါရဲများထံမှလုံခြုံစွာရှင်သန်နိုင်ခဲ့အပိုင်းနှစ်ဝေလငါကြီးများနောက်ထပ်အံ့ဖွယ်တတဝါတစ်မျိုးမှာယခုခေတ်တွင် ရှင်သန်နေသောကမ္ဘာအကြီးဆုံးတတဝါဖြစ်သည့်ဝေလငါကြီးများဖြစ်ပါသည် အပြာရောင်ဝေလငါသည်ကမ္ဘာအကြီးဆုံးတတဝါဖြစ်ပြီးသူ၏အရှိသည်30မီတာအထိရှိပါသည်ဤတတဝါကြီးများသည် မုတ်တရားကြီးများတွင် နေထိုင်ပြီးသူတို့၏အစာဖြစ်သော ပလံကဒံများကို စားသုံးကြပါသည်။ဝေလငါးကြီးများသည် သူတို့၏တခြင်းဆုံမှုများဖြင့်လူတိများပြီးထိုတခြင်းများကိုမိုင်းမောင်းများစွာဝေးကွာသောနေရာများတွင်ကြားနိုင်ပါသည်။အပိုင်း၃စင်ကြီးများကမ္ဘာအကြီးဆုံးကုန်းနေတတော်များထဲတွင် စင်ကြီးများသည်အထင်ရှားဆုံးဖြစ်ပါသည်။ အာဖရိကဆင်ကြီးများသည်ကမ္ဘာအကြီးဆုံးကုန်းနေတတဝါများထဲမှတစ်မျိုးဖြစ်ပြီးသူတို့၏အရှည်သည်9မီတာအထိရှိပါသည်ဆင်ကြီးများသည်သူတို့၏နှာမောင်းကြီးများဖြင့်အစာကိုကောက်ယူနိုင်ပြီးသူတို့၏အဆွဲကြီးများဖြင့်တစ်ပင်များကိုဖြိုဖျက်နိုင်ပါသည်ဆင်ကြီးများသည်သူတို့၏မိသားစုများနှင့်အတူနေထိုင်ပြီးသူတို့၏ငြိမ်ရေမြင့်မားမှုကြောင့်လူသားများအတွက်စိတ်ဝင်စားဖွယ်ရာတတဝါများဖြစ်သည်အပိုင်း၄ မက်ဂလိုဒွန်ရှေးခေတ်ကပင်လယ်ပြင်ကိုအုပ်စိုးခဲ့သောကြီးမားသည့်ရှေးဟောင်းကားကြီးများထဲတွင် မက်ဂလိုဒွန်သည်အထင်ရှားဆုံးဖြစ်ပါသည်မက်ဂလိုဒွန်သည်လွန်ခဲ့သောနှစ်ပေါင်းနှစ်တန်းခန့်က ရှင်တန်ခဲ့ပြီးသူ၏အရှိသည်18မီတာအထိရှိပါသည်ဤငားကြီးသည်သူ၏ကြီးမားသောသွားများဖြင့်သားကောင်များကိုဖမ်းယူနိုင်ပြီးသမုတ်တရာကြီးများတွင်အုပ်စိုးခဲ့ပါသည် မက်ဂလိုဒွန်၏အယိုးစုများကိုယနေ့တိုင်ရှာဖွေတွေ့ရှိနေဆဲဖြစ်ပြီး ထိုတတဝါကြီးများ၏ဘဝဖြစ်စဉ်ကိုလေ့လာနိုင်ပါသည်အပိုင်း၅အာဂျင်တီနိုစောရဲ့နောက်ထပ်အံ့ဖွယ်တတဝါတစ်မျိုးမှာအာဂျင်တီနိုစောရဲ့ဖြစ်ပါသည်ဤတတဝါသည်လွန်ခဲ့သောနှစ်ပေါင်းတရာတန်းခမ်းကရှင်တန်ခဲ့ပြီးသူ၏အရှိသည်35မီတာအထိရှိပါသည်အာဂျင်တီနိုစောရဲ့သည်ကမ္ဘာအကြီးဆုံးဒိုင်နိုဆောများထဲမှတစ်ကောင်ဖြစ်ပြီး သူ၏အလေးချိန်သည်80တန်အထိရှိပါသည်ဤတတဝါကြီးသည်တစ်ပင်များကိုစားသုံးသည့်တတဝါဖြစ်ပြီး သူ၏လေဘင်းရှည်ကြီးဖြင့်မြင့်မားသောတကိုင်းများကို ရောက်ရှိနိုင်ပါသည်အာဂျင်တီနိုဆောရက်၏အယိုးစုများကိုယနေ့တိုင်ရှာဖွေနေဆဲဖြစ်သည်အပိုင်း6ပင်လယ်လေကြီးများကမ္ဘာအကြီးဆုံးပင်လယ်လေကြီးများရဲတွင် လက်တီဘက်ကယ်လေကြီးများသည် အထင်ရှားဆုံးဖြစ်ပါသည်ဤလေကြီးများသည် သူတို့၏အရွယ်အစားကြီးမားမှုကြောင့်လူသိများပြီးသူတို့၏အလေးချိန်သည်900ကီလိုဂရမ်အထိရှိပါသည် ပင်လယ်လေကြီးများသည် သမုတ်တရာကြီးများတွင်နေထိုင်ပြီး သူတို့၏အစာဖြစ်သော ရေညှိများနှင့်ဂျယ်လီငါးများကို စားသုံးကြပါသည်။ပင်လယ်လေကြီးများသည်သူတို့၏တက်တန်းရှည်ကြမှုကြောင့်လူသိများပြီးသူတို့၏ဘဝဖြစ်စဉ်ကိုလေ့လာခြင်းဖြင့်တဘာဝတရား၏အံ့ဖွယ်များကိုနားလည်နိုင်သည်။အပိုင်း9အန္တာတိကဝေလငါးကြီးများ အန္တာတိကတိုက်ရှိဝေလငါကြီးများသည်ကမ္ဘာအကြီးဆုံးတတဝါများထဲမှတစ်မျိုးဖြစ်ပါသည်ဤဝေလငါကြီးများသည်သူတို့၏အရွယ်အစားကြီးမားမှုကြောင့်လူတိများပြီးသူတို့၏အရှိသည်30မီတာအထိရှိပါသည်အန္တာတိကဝေလငါကြီးများသည်သူတို့၏အစာဖြစ်သောပလံကဒံများကို စားသုံးကြပြီးသူတို့၏တခြင်းဆုံမှုများဖြင့်လူတိများပါသည် ဤဝေလနာကြီးများသည် သူတို့၏တက်တန်းရှိကြမှုကြောင့်လူတိများပြီး သူတို့၏ဘဝဖြစ်စဉ်ကို လေးလာခြင်းဖြင့်တဘာဝတရား၏အံ့ဖွယ်များကိုနားလည်နိုင်သည်။ဤကုံဤတရဝါကြီးများသည်ကမ္ဘာသမိုင်းတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ခဲ့ပြီးသူတို့၏ထူးခြားသောလက္ခဏာများကို လေ့လာခြင်းဖြင့်တဘာဝတရား၏အံ့ဖွယ်များကိုပုံမနားလည်လာနိုင်ပါသည်ဂျေဇုတင်ပါသည်ဤဇလန်းကို နားဆင်ပေးသည့်အတွက်ဂျေဇုတင်ပါသည်နောက်ထပ်စိတ်ဝင်စားပွဲရာအကြောင်းအရာများကိုဆက်လက်လေ့လာရင်ကျွန်တို့နှင့်အတူပါဝင်ပေးပါ